ရိသတ်မသိသေးတဲ့မင်းသားကြီးမာတုံဆော့ရဲ့ဘဝဖြတ်သန်းမှု Train to Busan ရုပ်ရှင်ဇာတ်ကားနဲ့ပရိသတ်အခိုင်အမာရလာတဲ့တောင်ကိုရီးယားအရှင်မင်းသားကြီးမာတုံဆော့ရဲ့လူတွေသိမသိသေးတဲ့ဘဝဖြတ်သန်းမှုအကြောင်းကိုကိုရီးယားရုပ်ရှင်ချက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။မာတုံဆော့ကို1982ခုနှစ်မတ်လ10ရက်နေ့ကကိုရီးယားနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ တကယ်တော့မာတုံစော့ရဲ့နာမည်အရင်ကလီတုံစော့ဖြစ်ပြီးလီမျိုးရိုးကဆင့်သက်လာသူပါသူ့အသက်16နှစ်အရွယ်မှာမိဘတွေနဲ့အတူအမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့ပြီးအမေရိကန်နိုင်ငံသားအဖြစ်ပါပြောင်းလဲခံယူခဲ့ပါတယ်သူ့ရဲ့အမေရိကန်နာမည်ကဒန်လီဖြစ်ပါတယ်အမေရိကန်မှာကြီးပြင်းခဲ့ရတဲ့လီတုံစော့ဟာရုပ်ရှင်လောကထဲကိုမဝင်ခင်ဒန်လီအဖြစ်နဲ့ MMA fighter အားကစားနည်းပြအဖြစ်လောက်ကင်ခဲ့ပါတယ်သူ့အသက်29နှစ်မှာ တောင်ကိုရီးယားနိုင်ငံကိုပြန်လာခဲ့ပြီးရုပ်ရှင်သရုပ်ဆောင်လောကတွေကိုဝင်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။2005ခုနှစ်မှာတော့ဇပ်ပိုသရုပ်ဆောင်အဖြစ်နဲ့ Heaven Soldier ဇာတ်ကားမှာပထမဆုံးပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ဇပ်ပိုဆက်ရံအဖြစ်သာပါဝင်သရုပ်ဆောင်ခဲ့ရပေမဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုတို့ကြောင့်ရုပ်ရှင်ထွက်လာပြီးနောက်မှာ ပရိသတ်တွေကသူ့ကိုသတိထားမိလာကြပါတယ်။မာရုံစောဟာနှစ်အတော်ကြာဇပုဆိုင်ရန်အဖြစ်သားရုပ်ရှင်တွေမှာပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ဒီရုပ်ရှင်တွေထဲမှာပရိသတ်တွေသူ့ကိုအမြဲအမှတ်တရဖြစ်စေတဲ့စကားတွေကတော့ The Neighbor, Nameless Gangster, Rule of the Time နဲ့ The Unjust ဖြစ်ပါတယ်။2013ခုနှစ်ကထွက်ခဲ့တဲ့ Norigel ရုပ်ရှင်စကားဟာကိုကုတ်ကူအဆုံးစီရင်သွားတဲ့ရုပ်ရှင်မင်းသမီး ကြံကြာရွန်းရဲ့ဖြစ်ရမန်ဇလန်ကိုတရုတ်ဖော်ထားတာဖြစ်ပြီးဒီဇက်ကားမှာတော့မာရုံဆော့ကအထူးကဆက်ကောင်လီချန်ဟိုအဖြစ်တရုတ်ဆောင်ခဲ့ပါတယ်။ဇလန်ဆက်အိမ်ခိုင်မာမှုလီရုံဆော့ရဲ့တရုတ်ဆောင်ပြပြမှုတွေကြောင့်စကားထွက်လာပြီးတဲ့အခါကိုရီးယားပြည်သူတွေကြားအကြီးကျယ်ခရက်ထသွားခဲ့ပြီးမင်းသမီးကြံကြာရွန်းရဲ့အမှုကိုအမှန်ပေါ်ပေါအောင်စုံစမ်းဖော်ထုတ်ပေးဖို့အာနာပိုင်တွေကိုပြည်သူတွေကဆန္ဒပြခဲ့ကြပါတယ်။ 2014မှာတော့ခေါင်းဆောင်မင်းသားနေရာတွေကနေစတင်တည်ရောက်ဆောင်လာခဲ့ရပါပြီ2016ခုနှစ်ကထွက်ခဲ့တဲ့ Train to Busan စကားမှာဇနီးတွေကိုအရန်ချစ်တဲ့စန်းဟွာအဖြစ်တည်ရောက်ဆောင်ခဲ့ပြီးတကဘာလုံးကပရိသတ်တွေကသူ့ကိုအတိအမှတ်ပြုခဲ့ကြပါတယ် Train to Busan စကားနောက်ပိုင်းမှာတော့မာရုံဆော့ဟာခေါင်းဆောင်မင်းသားနေရာကနေရုပ်ရှင်တွေစတိုက်ရိုက်ကူးလာခဲ့ပါတယ်2019ခုနှစ်မှာခေါင်းဆောင်မင်းသားနေရာကပအဝင်တရုတ်ဆောင်ထားတဲ့ The Gangster That Caught the Demon ဇာတ်ကားဟာအကြီးအကျယ်အောင်မြင်ခဲ့ပြီးဒီဇာတ်ကားတွေနဲ့အတူမာတုံဆော့ကိုပြင်သစ်နိုင်ငံမှာကျင်းပတဲ့82ကြိမ်မြောက်ခိမ်းရုပ်ရှင်ပွဲကိုဖိတ်ကြားခြင်းခံခဲ့ရပါတယ်။ဒီဇာတ်ကားရဲ့ဇာဝန်ကန်တချို့ကိုရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီးနောက် Hollywood ရုပ်ရှင်ထုတ်လုပ်ရေး Bubble Pictures က American version အဖြစ်မာရုံစော့နဲ့ပဲပြန်လည်ရိုက်ကူးဖို့စီစဉ်နေပါတယ်။တစ်ချိန်တည်းမှာပဲ Marvel Studio ကအသက်ရိုက်ပူမဲ့ Internet ဇာတ်ကားမှာ Marvel ဆော့ကို လူတန်ရင်း Giga Mash အဖြစ်တရုတ်ဆောင်ဖို့ကံလန်းထားပါတယ်။ Marvel ဆော့ဟာတရုတ်ဆောင်ပတ်မှာတဲ့ထူးချွန်ရုံမဟုတ်ဘဲရုပ်ရှင်ဇာညွန့်ပတ်မှာလည်းပါရမီရှိသူဖြစ်ပါတယ်။သူကိုယ်တိုင်ပါဝင်တရုတ်ဆောင်ထားတဲ့ T-Trap ရုပ်ရှင်ဇာတ်ကားရဲ့ဇာညွန့်ပိုင်းမှာ ပါဝင်ကူညီရေးသားခဲ့ပါတယ်။သူ့ရဲ့ချစ်သူကောင်မလေးကသူ့ထက်18နှစ်ငယ်ပါတယ်။ သူတို့နှစ်ယောက်2016ကနေအခုထိတွဲနေကြပေမဲ့အနုပညာအလုပ်တွေကြောင့်လက်မထပ်ဖြစ်ကြသေးပါဘူး။မာရုံဆော့ဟာဇက်ဖို့ဆက်ရံဘဝကနေနှစ်အတော်ကြာတဆင့်ချင်းစူးစမ်းခဲ့ရတာအခုဆိုရင်ဟောလီဝုဒ်ရုပ်ရှင်ခေါင်းဆောင်မင်းသားနေရာအထိတက်လှမ်းနိုင်ခဲ့ပါပြီ။2020မှာတော့မာရုံဆော့ပါဝင်တဲ့ပထမဆုံးဟောလီဝုဒ်ရုပ်ရှင်အီတာနယ်ကိုပရိသတ်တွေကြီးကျူကြရတော့မှာဖြစ်ပါတယ်။ဒါကတော့ပရိသတ်တွေရဲ့အချစ်တော် တောင်ကိုရီးယားအရှင်မင်းသားမာရုံဆော့ရဲ့အောင်မြင်မှုနောက်ွယ်ကလူသိမ့်မသိသေးတဲ့အကြောင်းလေးတွေဖြစ်ပါတယ်။ပိုပိုလေး TV ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။